ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းတာချီလိုက်လေးစိတ်စစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းသည်ယနေ့နေ့ပိုင်းတွင် တာချီလိုက်လေးစိတ်တို့ရောက်ရှိလာက လေးစိတ်တာဝန်ခံနှင့်တာဝန်ရှိသူများကကြိုးဆိုခဲ့ကြပြီးလေးစိတ်တာမင်တွေတွင်ထွက်ခွာခီးသည်များအုံပြုလျက်ရှိသည့်လေးချောင်းလိုင်းကောင်တာများ X-ray ဆက်များတွိုင်းလက်များလုံခြုံရေးပိုင်းဆိုင်ရာစစ်ဆေးမှုများခီးသည်များ လေရင်ဆောင်ဆိုင်သည့်နေရာများနှင့်ရောက်ရှိခီးတဲ့များအတွေ့လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများ CCTV များတပ်ဆင်ထားရှိမှုနှင့် CCTV control room ဆောင်ရွက်နေမှုအခြေအနေများကိုလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ထို့အပြင်လေစိတ်မိသက်တပ်ဖွဲ့ဝင်များနှင့်မိသက်ရင်ဤကြံ့ခိုင်မှုအခြေအနေလေချောင်းထိန်မျော်စင်တွင်အသုံးပြုလျက်ရှိသည့်ဆက်သွယ်ရေးဆက်များပါဝင်အခြားဆက်ဆက်ပစ္စည်းကိရိယာများ VOR DME စက်ချေနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက်ဒုတိယဝန်ကြီးကခီးသွားများအစဉ်ပြေစိတ်ချမ်းမြေ့စွာတွာလာနိုင်ရေးအတွက်လေးစိတ်တာမင်းနဲ့အတွင်းဆောင်ရွက်ပေးရသည့်ဝန်ဆောင်မှုလုပ်ငန်းများမြန်ဆန်စေရေးအိမ်သာဆင်တန့်ရှင်းနေစေရေးလေရင်နှင့်ခီးဆောင်ပစ္စည်းများတည်ယူရန်စောင့်ဆိုင်းနေရများတန့်ရှင်းမှုရှိစေရေးမိသက်ရင်အစဉ်ကောင်းမွန်ပြီးအစဉ်သင့်ဖြစ်နေစေရေးလေချောင်းထိပ်များနေဖြင့် လေးများဘေးအန္တရာယ်ကင်းရှင်းစွာ အသက်ဆင်းပြုလုပ်နိုင်ရေးအတွက်တာဝန်ခံမှုအပြည့်ဖြင့်လောက်ကန်ဆောင်ရွက်ကြစေရေးလေချောင်းထိမ်မြော်စင်ပေါ်မှာပြည်လန်းအစွန်နှစ်ဖက်သို့မြင်ကွင်းအစဉ်ရှင်းလင်းမှုရှိစေရေးပြည်လန်းဝဲရတလျှောက်တတ်မှတ်ချက်နှင့်အညီမြက်ဖြတ်ထားစေရေးလေရင်ကွင်းပတ်လည်ရှိရေနှုတ်မြောင်းများပိတ်ဆို့မှုမရှိဘဲရည်စည်းရည်လာကောင်းမွန်စေရေးလေများဘေးအန္တရာယ်ကင်းရှင်းစွာ အစဉ်အတက်ပြုလုပ်နိုင်ရေးအတွက်အထောက်အကူပစ္စည်းဖြစ်သည့် VOR DME ဆက်အစဉ်ကောင်းမွန်နေစေရေ တာချီလိုက်လေဝင်သည်လေရင်များနှင်းညအုံပြုလျက်ရှိသည့်အတွက်ပြည်လံမီများအစဉ်ကောင်းမွန်နေစေရေဖြင့်လေရင်ဝင်အတွက်အုံပြုသည့်အယံမီဆက်များကောင်းမွန်နေစေရေအတွက်တာဝန်ရှိသူအစဉ်စဉ်ကအလေးထားပြီးကြီးကြပ်ဆောင်ရွက်သွားကြရမှာကြောင်းသိရှိရပါသည်ခမညာ